စာရေးသူဆရာကြီးဂျူနီကျုပ်ပင်ကောက်လေဒီကုတ္တယူရေးတာပေးထားပါတော့လေချောင်းကြီးမြက်ပြူးယောဂအတွက်စေနီကောင်းတလက်လိုမြည်ရတဲ့ကျမ်းမာရေးစီးတဲ့ဆောင်းလေးပဲဖြစ်ပါတယ်စာရေးသူဟာမွေးရဇာတိမြေမြေစာကြီးရွာမှာရှိတဲ့ဆွေမျိုးတစုစူပေါင်းမာတီဘီရွာသူရွာသားမြောင်းစူပေါင်းဘုံကထိန်ပွဲကိုလက်ဆောင်မုံးလာကတငယ်ချင်း ထမမိတ်ဆွေများဖြစ်ကြသောဒေါခင်မိုးဆွေမြန်အောင်ကျောင်းဆရာမလေးလေးလေးနွေမှုကင်းတင်းတော့ဒေါ်ထေထေဦးစာရေးဆရာမချင်းမုန်းခင်နဲ့တက်တော်လူရှင်ဒေါ်ညွန့်ညွန့်တန်းတို့နဲ့တူသွားရောက်ခဲ့ကြပါသည်မြေသာကြီးရွာကဖွံ့ဖြိုးစီပင်သောကြီးရွာကြီးဒီမှာဖြစ်တာကြောင့်အလူတန်းမောင်းကျွေးမွေးအခက်နဲ့စာတော့ဖွဲချိုးချင်းရသောမုံပဲတေးသော အာရဒါနာပွဲများကမြပြလာပါသည် မြေသာကြီးရောင်မရှိတဲ့ဘုံတော်ကြီးကျောင်းစူပေါင်းဘုံကထိန်ပွဲမှာငယ်ငယ်ချင်းများနဲ့တွေ့ဆုံကြလို့ရှင်ဟောင်းနောင်ပြများကို ပြောကြရသည်မောင်ပြန်ပြီးတော့ငယ်သွားကြတယ်လို့ထင်မှန်မိပါတယ်ငယ်ငယ်ချင်းများထဲမှာဒေါ်ထေးကြီးရဲ့လယ်ပင်မှာအဖို့ရောင်ရောင်လယ်ပင်ကြီးယောဂအခြေလေးကိုတွေ့ရသဖြင့်ဇာယသူကထေးကြီးနင့်လယ်ပင်ကအကျိတ်လားအဲ့လိုမေးအောင်ဒေါ်ထေးကြီးမှဟုတ်တယ်ငယ်ငယ်ချင်း ဖြစ်တာတော့မကြသေးဘူးအေးနော်ပေါ်မနေနဲ့စေလက်ကူအောင်ဟာတို့ကဲ့သို့ပြောဆိုနေကြရမှာဧည့်သည်များကိုထမင်းစားလာပြီးတော့ခေါ်နေသဖြင့်တငယ်ချင်းတို့လည်းထမင်းဝိုင်းကိုထွက်ခွာခဲ့ကြပါလိမ့်တပေါင်းလာဒေါ်ပြူကြီးဒေါ်ကျင်းမရဲ့ကေတီမာတာရှင်ပြူအလူပွဲကိုဒေါ်ခင်မိုးဆွေမြင်အောင် ကြောင်စီအောင်မလေးလေးလေးနွယ်ဒေါ်ထေဦးမှုကင်းတင်းတောက်စာရေးဆီယံပေါချင်းမုံခင်တို့ ညီမတို့တိုင်းမွေးရဇာတိမြေရေသာကြီးရွာအလှပွဲကိုသွားကြပါလိမ့်အလှမောင်းငယ်ငယ်ချင်းဒေါ်ထီးကြီးနဲ့တွေ့တဲ့အခါမှာဒေါ်ထီးကြီးရဲ့လေပင်မှာလေပင်ကြီးယောဂအဖို့ကိုမတွေ့ရတော့တဲ့ဖြင့်စိုင်းသူကဘာစင်းနဲ့ကုသလို့ပျောက်ကင်းလာလဲဆိုပြီးမေးတဲ့အခါမှာပြီးခဲ့တဲ့လက တစောင်းမုံးလောက်ကထိန်မောင်းပလာကျွဲ့မှာမြန်မာစေးသမားတော်ကြီးတူဦးမှာပြောပြသည်မှာလေပင်ကြီးယောဂကို အထက်မုတ်လို့ခေါ်ပြီးတော့ယောက်ျားမြတ်မဖြစ်တတ်သောမုတ်ကို အောက်မုတ်လို့ခေါ်ပါလေမြည်သည့်မုတ်မဆုံးဒီကုသတဲ့ဤတိုင်းကုသရန်အတွက် ပြောဆိုပါလေဆရာကြီးပြောတဲ့ကုသဤတိုင်းပြုလို့ရအောင်ပျောက်ကင်းသွားကြောင်းပြောပြပြီးဆရာကြီးရဲ့စေနေမှာရှားဆောင်လက်ပတ်အနှစ်ကိုချေယူပြီးလက်ကင်ဘဝနဲ့လေပင် အဖုဘော်ကိုညအိပ်ရဝင်တဲ့ခါမှာစီထားပေးပါ မနက်မှာဖြုတ်ပြီးတော့ထားပါဤကဲ့သို့တလောက်ခန့်ဇက်တိုက်နေစဉ်ပြုလို့ရောင်းလင်မင်းကြီးယောဂအဖူးချိန်မှာတဖြည်းဖြည်းတေးသွားပြီးယခုကဲ့သို့ပျောက်ကင်းသွားကြောင်းပြောပြပါရမယ်မြန်မာဆေးစီရသမားတော်ကြီးများမှ ရှာဆောင်လက်ပတ်ပင်ရဲ့စေတုံးကိုဆက်ပြီးတော့ပြောပြသည်မှာရှာဆောင်လက်ပတ်ပင်မှာအမျိုးသမီးများရဲ့အသက်သခင်လို့ဆိုရင်ကမှားမယ်မထင်ပါအသက်၆ယောဂမျိုး ဆွဲကက်လာခဲ့သည်ရှိသောတခါစားရင်ရှားဆောင်လက်ပတ်အတွင်သောတကြက်သားနှင့်မုန်းလို့တဲ့ထင်းရအစစ်တကြက်သားကိုယောလုံးပြီးစားရန်ဖြစ်ပါလေတပတ်လောက်ကြာအောင်စားတဲ့ခါမှာယောဂါမောင်းတက်တာလာပါလေတက်တာသွားပါကတရချောင်းနောက်ထပ်တပတ်ဆက်ပြီးစားပါကယောဂါပို့ပြီးတော့တက်တာသွားပါလိမ့်မယ်ဆက်ပြီးတော့စားရင်လေအန္တရာယ်မရှိပါဘူးအမျိုးသမီးများအတွက်မိရဲ့ပေမိရဲ့ချောက်မိရဲ့လွင် မိရနေခြင်းအဖြူစင်ခြင်းပိန်ကြုံခြင်းမူးဝေအော့အန်ခြင်း ဖြစ်လျက်ရှိခြင်းအဆွဲဘူးတကယ်တို့ဖြစ်တတ်ခြင်းသိအော်နေခြင်းကျမလေးရဲ့တရေမတဲခြင်းကလေးမွေးဖွားပြီးတဲ့နောက်နှုတ်ရထွားမရှိခြင်းထွေထွေထူးထူးဖြစ်ခြင်းစတဲ့အမျိုးသမီးများနဲ့ပတ်သက်သမျှယောဂများတို့တကယ်တမ်းအဖို့တန်စိတ်ကောင်းတက်လက်ဖြစ်ပါလိမ့်ဒီစေးကအမျိုးသားအမျိုးသမီးများမှာ ဖြစ်ပေါ်တဲ့သောကာမစိတ်ခန်းချောက်သောယောဂတို့ တတ်ထုတင်တော်ပါရင်ဒီစေးကိုမိဖွားတဲ့နေ့မှဆက်လို့45ရက်ကျော်ရင်စာနိုင်ပါပြီ45ရက်တွင်းမှာစာရမတင်မအော်ဘာတိုင်းဖော်ဆက်လို့မတူမချေအောင် မြေဦးနဲ့ကြိုးချက်ပြီးစာတုံးကြရန်ဖြစ်ပါရင်တရှားဆောင်လက်ပတ်25ချက်သာ အတွင်းသားနှစ်ပါနှစ်ထညက်5ချက်သာ၃ပြားကြီး5ချက်သာ၄ လေမကြည့်တိမဲ့၅ချက်တော့နံပါတ်9စမုံမျိုး၅ပါး၅ပဲတပည့်သားစီဖြစ်ပါလေဒီအချိုးစားတိုင်းမြေဦးနဲ့မတူမချစ်အောင်ကြိုးချက်ပြီးဖော်ဆံပဲဆိုရင် အရသာအလွန်ကောင်းပါလေစေးကြောက်တဲ့တော်သူများတော့စားကျင်စိတ်ဖြစ်လာပါလေမနဲ့လက်ဖက်ရည်စွန်းတစ်စွန်းညနေထမင်းစားပြီးတစ်စွန်းစာရန်ဖြစ်ပါလေအမျိုးသမီးများအတွက်ဆိုတော့လေအမျိုးသားများအတွက်လေစားသုံးရန် င့်တော်ပါတယ်လူသားတို့ရဲ့ခန္ဓာကိုယ်၌စေဝံလေးအခိုးမှန်ကန်ညီမျှစေပြီးတော့လူဝတ်တဲ့ဓာတ်ကိုပြည့်ဝစေပါတယ်ပိုတဲ့ဓာတ်ကိုရုပ်ရော်စေပါတယ်ပက္ကသဝမ်းမီကိုတောက်ပါစေနိုင်ပါတယ်ဟုတ်ကဲ့စိုက်သူဆရာမကြီးနဲ့နာဆင်သူမိတ်ဆွေတယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်းဟုတ်ကဲ့ပါစောက်စာပြီးဖက်ရှုပ်ပြီး ပို့သူတာရှာဖွေရတော့ဝါသနာပါပေမဲ့စာအုပ်စာပေဖတ်ရှုဖို့အတွက်အချိန်မပေးနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရှေးလူကြီးပိုးပွားမိပါပိန်တော်သမားတော်ကြီးများရေးသားပြုစုထားရခဲ့ပါတော့ကျမ်းမာရေးဆေးလက်ဆောင်များကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြလို့တင်ဆက်ပေးနေပါပြီခင်ဗျာ